ဲဘော်တို့2020ပြည့်နှစ်ရွက်ကောက်ပွဲမှာစိုးပွားစွာပြုလုပ်ခဲ့တဲ့မဲပတမမှုတွေကြောင့်တပ်မတော်ကအမျိုးသားနိုင်ငံရေးတာဝန်တွေကိုဆန်းဆောင်ခဲ့ရတဲ့အချိန်မှာအကြမ်းဖက် NUG CRP အဖွဲ့တွေကတပ်မတော်တွေနဲ့ဒီမိုကရေစီနောက်ပြန်ဆွဲလွတ်ဆောင်နေတဲ့အောင်ဝါရမိုင်းတိုက်ပြီးလူငယ်လူရွယ်တွေကိုလွှဲမတဲ့မျှော်လင့်ချက်တွေနဲ့အတူအကြမ်းဖက်လက်နက်ကလမ်းစဉ်စီကိုတွန်းပို့ခဲ့ကြတယ်။လက်နက်ကလမ်းစဉ်တွေကြောင့် ညွန်မတိဆောင်နေတဲ့ပြည်တော်စုကြီးတွေလူစွာအရေးမြစ်တွေဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရတယ်ဒီလိုလက်နက်ကလမ်းစဉ်နဲ့ဖြည့်ရှင်းတဲ့ကျိုးပန်းမှုဟာနေပေါင်း90ကျော်ကြာတဲ့အထိမြေသိရက်လက်မှမထွက်လာတာဘူးတင်ကားသာယူဖို့လိုသလိုဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလက်နက်ကလမ်းစဉ်အကြောင်းဖြစ်တယ်ဆိုတာအမှန်တည်းရှုမြင်ဖို့အချိန်ကျနေပြီဖြစ်တယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ ပြည်တော်စုတိဆောက်ရေးကိုရည်မှချက်ထူကြရင်ပြည်တော်စုအကျိုးကိုရှေ့ရှုပြီး PDF အပါဝင်လက်နက်ကအဖွဲ့တွေအနေနဲ့ဥပဒေပေါင်းတွင်ဝင်ရောက်လာကြဖို့နိုင်ငံတော်ကကြိုးစားဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားလိုတယ်။တစ်ဖက်မှာလည်းဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကိုလက်ညှိုးထိုးပြီး NCA မှလက်မှတ်ရေးထိုးခဲ့ရတဲ့ဒိုင်းသားလက်နက်ကအဖွဲ့အချို့ဟာခြေထားပြီးသားဂရုကုပ္ပတွေကိုချိုးဖောက်ပြီး ငင်းကြဲလမ်းကြောင်းကိုတွေဖယ်မှုပြုလုပ်ခဲ့ကြတယ်။ငင်းကြဲနဲ့ပတ်သက်လို့ကြုံတွေ့နေခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေပေါ်မှာအချိန်ခတ်ပြီးတန်ဘော်တော်နေနဲ့ငင်းကြဲမူဝါဒ6ချက်ကိုရှင်းလင်းတိကျစွာပြထင်ထားခဲ့ဖြစ်တယ်။ငင်းကြဲဆိုတာသူစုံဆွေးနွေးပြီးအပြေရှားမှသာရရှိနိုင်မှာဖြစ်လို့ငင်းကြဲလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါမှာဖြစ်ချင်တာတွေကိုပြောဆိုနေမဲ့စားဖြစ်တဲ့နာတွေကိုပြောဆိုပြီးဖြစ်နိုင်တာတွေကိုညီညီညွတ်ညွတ် ်ပူပေါင်းလှုပ်ဆောင်သွားကြမှာဖြစ်တယ်လက်တွေ့ကြပြီးအောင်မြင်ခိုင်မာတဲ့ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မှသာတိုင်းပြည်ဖူဖူထွတ်တဲ့ရေးနဲ့ပြည်သူလူထုရဲ့ကောင်းကျိုးကို ရှေ့ရှုဆောင်နိုင်မှာဖြစ်ကြောင်းအတိအပြေပြောကြလိုတယ်ရဲဘော်တို့ဖော်စီဖို့ချေကဥပဒေ2008ပုံမှ336မှာနိုင်ငံတော်ကပြည်တွင်းပြည်ပအန္တရာယ်များမှာကာကွယ်ရန်အတွက်တပ်မတော်ကဥဆောင်ရမည်လို့ပြဋ္ဌာန်းထားတယ် ဒုနိုင်ငံရေးကာကွယ်ရေးညီမှန်းချက်နဲ့တာဝန်ထဲမှာလည်းနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတွင်ပြည်ပအမိခိုကင်းစွာဖြင့်ပြည်တွင်းအင်အားစုများကိုအခြေခံ၍ပြည်သူတွေလုံးပါဝင်သည့်ခင်မီပြည်သူကာကွယ်ရေးစနစ်ဂျူပန်ဖော်ဆောင်ရလို့ဖော်ပြပါရှိတယ်။လက်ရှိပထူပီနိုင်ငံရေးအခြေအနေနဲ့ဖြစ်ပြနေတဲ့နိုင်ငံတကာအခြေအနေပေါ်မှာမူတည်ပြီးတို့နိုင်ငံအပါအဝင်နိုင်ငံငယ်တွေရဲ့ကာကွယ်ရေး လူကျွေးနဲ့အချို့ချာအာနာဒီတက်ခိုင်ပြဲကြီးဟာပြည်သူတရားလုံးပါဝင်တဲ့အင်အားစုပန်းနဲ့တိဆောက်သွားမှသာခိုင်မာမှုရှိမှာဖြစ်တယ်ဒုနိုင်ငံရဲ့ကာကွယ်မဟာဗျူဟာအနေနဲ့ပြည်သူများပါဝင်တဲ့ပြည်သူ့စစ်မဟာဗျူဟာကိုခေါ်ဆောင်ကျင့်သုံးနေတာကြောင့်နိုင်ငံရဲ့အချို့ချာအာနာပေါ်မှာထိပနှောင်းရှောက်လာတဲ့ရာဇဝင်မှန်တယ်မြတ်တမတော်ကိုမာနယ်ပြုထားတဲ့ပြည်သူတရားလုံးရဲ့စူပေါင်းအားတွေနဲ့တွန်းလှန်ချေမှုန်သွားကြရမှာက နိုင်ငံသားတွေရဲ့မျိုးရပါတမိုင်းတာဝန်ဖြစ်ကြောင်းလေးလေးနက်နက်ပြောကြလို့တယ်ရေဘော်တို့မကြမီရိုက်ပိုင်းတွင်းမှာပါတီစိုဒီမိုကရေစီထူထူရွေးကောက်ပွဲကြီးကျင်းပတော်မှာဖြစ်တယ်ရွေးကောက်ပွဲကျင်းပရမှာနိုင်ငံရေးပါတီများတရားမျှတစွာပါဝင်နိုင်ရေးအတွက်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနဲ့နီဥပဒေများကိုအစ်စ်ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့ပြီဖြစ်တယ်ယူကော့ပေါ်နဲ့တက်ဆိုင်တဲ့ ။တရင်ချက်လက်တွေကိုလည်းနိုင်ငံတော်ကနေအခြေအနေတပြင်းကြီးပေါ်ပြပေးလျက်ရှိတယ်။အခုကျင်းပမဲ့ရေကောက်ပွဲကြီးမှာဥပဒေနဲ့ညီမဲပေးခွင့်မရှိသူများမှအပကျမ်းမဲ့ဆန္ဒမဲ့ဘေးပံခွင့်ရှိသူအားလုံးလူရော့စာဆန္ဒမဲ့ပြေးကြမှာဖြစ်တယ်။မိမိတို့ရွေးချယ်မဲ့ရွေးကောက်ကောင်ကိုယ်စားလှယ်များဟာနိုင်ငံရဲ့အကျိုးကိုအမှားတကယ်ဆောင်ရွက်နိုင်သူဒုတာဝန်ရည်သူပေါက်ကိုအမှားတကယ်ထိန်းသိမ်းကာကွယ်ဆောက်ရှောက်နိုင်သူနဲ့ နိုင်ငံကောင်းအောင်ဆောင်နိုင်မှုတွေဆောင်နိုင်မဲ့သူတွေဖြစ်ဖို့လိုအပ်တယ်ပါတီဆိုဒီမိုကရေစီ ဖြစ်တဲ့နေကြီးနိုင်ငံရေးပါတီများထို့တော့ကိုယ်စီလောင်းများအနေနဲ့တရားမျှတသောဝင်ရောက်ရှိပြန်ချဖို့အသိပေးပြောကြားလိုတယ်နိုင်ငံတော်အစိုးရအနေနဲ့ရတော့25ခုနှစ်ပါတီဆိုဒီမိုကရေစီထရီရွက်ကောက်ပွဲကြီးကိုလွတ်လပ်ပွင့်လင်းပြီးတရားမျှတတဲ့ရွက်ကောက်ပွဲကြီးတိတ်ခါရှိတဲ့ရွက်ကောက်ပွဲအဖြစ် အောင်မြင်စွာကျပပြုလုပ်နိုင်ရေးဘက်ပေါင်းစုံကကျူပန်းလှုပ်ဆောင်နေတဲ့အချိန်မှာနိုင်ငံတော်ဆွေရောက်ကိုစန့်ကျင်နေတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့ကယူကောဘွဲကိုအဟန္တာဖြစ်စေရေးညီလဲမျိုးစုံနဲ့လှုပ်ဆောင်နေကြတာကိုလည်းသတိပြုကြရမှာဖြစ်တယ်။ယူကောဘွဲမှာပြည်သူ့ဆန္ဒမဲနဲ့ရွေးချယ်ယူကောတင်မြောက်တဲ့အစိုးရတည်းဖြစ်ပေါ်လာခဲ့ရင်ဒေရှိနိုင်ငံတော်ကိုနိုင်ငံတော်ဆွေရောက်ကိုစန့်ကျင်နေတဲ့အဖြစ်ပေါ်အကြမ်းဖက်သမားတွေတင်တဲ့ သူတို့ရှေ့ဆက်ရက်တီဖို့ခက်ခဲလာနေတာကြောင့်ယူဘော့ယူကော့ဘွဲကိုအနှောက်ယှက်ဖြစ်အောင်အခုလိုလှုပ်ဆောင်နေကြခြင်းပဲဖြစ်တယ်။ဒါကြောင့်အဲ့ဒီအဖြစ်မှောက်တွေရဲ့လှုပ်ဆောင်ချက်တွေကိုဒါစီကာဝယ်ပြီးယူကော့ဘွဲကိုအောင်မြင်စွာကျေပနိုင်ဖို့အတွက်ရေဘော်တို့အနေနဲ့ပြည်သူလူထုနဲ့လက်တွဲပြီးကြားရကန္တာအသီးသီးကနေကျူဘော့ဆောင်ရွက်သွားကြဖို့တိုက်တွန်းပြောကြလိုတယ်။ရေဘော်တို့ ညီကိုကျိုးအနေနဲ့မှားချလို့တာကတော့တာဝန်ချက်တက်အသီးသီးမှာပြီးရတာတဲ့တာဝန်တွေကိုကြီးပေါ်သာထမ်းဆောင်ရင်းတစ္ဆာသူရပိပအရာမှာစန္ဒီကွန်ပျူတာသူမဲ့ဖြစ်အောင်ကျိုးပန်းဆောင်ရွက်သွားကြပါရေဘော်တို့တွင်နဲ့ယူသားဖြတ်မှစွာတာဝန်ထမ်းဆောင်ပြီးအကြက်ကဲအကြက်တဲနဲ့ရင်ဆိုင်ကျုံတွေ့ရချိန်တိုင်းမှာမှကြောင့်အတင်းခံနေတဲ့ခေါင်းဆောင်ကောင်းများဖြစ်အောင်ကျိုးပန်းဆောင်ရွက်သွားကြပါ ။စီကန်တိုင်းတာဘေးကွင်းကွာဆိုတဲ့အတိုင်းစီကန်နဲ့ဥပဒေကိုလေးစားလိုက်နာတတ်တဲ့တမတော်သားကောင်းတွေဖြစ်အောင်ကြိုးစားနေထိုင်ကြပါ။ပြည်ရည်တည်ငြိမ်အေးချမ်းမှုရှိအောင်တမတော်ကဆောင်ပေးလျက်ရှိတဲ့အခြေအနေမှန်တွေကိုဒိုင်းသားပြည်သူအားလုံးသိမြင်လာအောင်ဆောင်ရွက်သွားကြပါလို့တိုက်တွန်းမှာကြရင်ညီကုန်းချုပ်လိုက်တယ်။စစ်တပ်တော်3 Third, third, third. 天啊，他死得惨，他们搞我，我是骄傲。来，拼！